ဟုတ်တယ်မအခုကျွန်တော်ဆင်းချုပ်ကြည့်တာကတော့အဲတထောင်နီးပါးလောက်တော့ဖြစ်နေရတယ်ဒီညတော့အဲမနေ့ပြန်၄ရက်နေသွားမယ်ဆိုရင်ဒီ၃ရက်နေညမှာတော့အသေးစားဆင်းချုပ်မှာပေါ့နော်ဟိုကိုလာလှူတဲ့လူတွေအများကြီးလဲဝမ်းတောင်းအောင်လို့ဆင်းလေးတစ်ချက်ကျွန်တော်ပြဖို့လည်းလုပ်ပါတယ်ဟုတ်လို့တော့ဟိုကားတချို့ပျက်စီးသွားတယ်ပြီးတော့ဆေးရုံဆေးကန်တွေအကုန်ပျက်စီးသွားတယ်ဖြစ်တဲ့ကြောင့်ကျွန်တော်ဒီကနေပြီးတော့ဟိုကားနှစ်စီးလဲလှူမယ်ပေါ့ဒီကနေတစ်ခါလဲတဲသွားမယ်အပြုလဲကားနှစ်စီးပြီးတော့ဆိုလာပစ္စည်း အဲပြီးတော့ဆေးအသုံးဆောင်ပစ္စည်းအရမ်းများရပေါ့နော်ကျွန်တော်အခုဒီမှာဆိုရင်ဆေးရုံကြီးတစ်ခုစားလောက်ရှိတယ်အဲ့ဒါတော့ UMD ဆေးကန်ကနေကိုကျွန်တော်ထောက်ပံ့ပေးတာပေါ့နော်အဲ့ဒါလည်းကျွန်တော်ကျေးဇူးတင်ပါတယ်လို့ဟိုကျွန်တော်လိုချင်တဲ့ဥစ္စာလေးကိုအများကြီးကျွန်တော်ယူလာပေးတဲ့အတွက်အဲ့ဒါတွေအဓိကကျွန်တော်ထောက်ပံ့ပေးပါမယ်ရေနဲ့ဒီတခြားအသင့်စားအစားတောက်ကတော့အဲလိုတလောက်ပဲကျွန်တော်ယူရမယ်လို့လုပ်ထားပါတယ်ဘာလို့ဆိုဒီဆေးအသုံးပစ္စည်းနဲ့အမ်ဘူလန့်မှာနေပေါ့ဝင်ကျွန်တော်တော်တော်ကြီးကိုဟိုအသုံးပြုလာဖြစ်တယ်ပြောင်းမှာဟုတ် အဲ့လိုပစ္စည်းဆုံးရှုံးမှုများွားမယ်လို့တော့တကယ်မထင်ဘူးအဲတကယ်တမ်းသတင်းကိုကြည့်ပြီးတော့အဲ့သတင်းလေးကြည့်ပြီးတော့နောက်ပိုင်းမှာတော့ကျွန်တော်လုပ်ရမယ်ဆိုပြီးတော့ဟိုအိုင်ဒီယာဝင်ပြီးတော့ဟိုလုပ်ဖြစ်တဲ့ဥစ္စာပေါ့နော်ဟိုတော်တော်တော့ဟိုအများကြီးအခုစုပြစ်တာလေပြီးတော့ကျွန်တော်ချစ်တဲ့ပရိသတ်တွေလည်းအဲတော်တော်ကြီးထည့်ဝင်လူတန်းကြရပေါ့နော်အဲ့ပြောကြတော့ကျွန်တော်အခုရက်လေးနည်းနည်းခွာပြီးတော့ကျွန်တော်တွားတော့မယ်ဆိုပြီးတော့ဟိုအဆုံးဖြတ်လိုက်တာပါ ကျွန်တော်က Wizia Foundation ပေါ့เนาะ Wizia Foundation ကိုကျွန်တော်2023ခုနှစ်မှာတော့စထောင်ခဲ့တယ်စထောင်ပြီးတော့အဲကျွန်တော်အပေါ်မှာ license တင်ခဲ့တယ်တင်ပြီးတော့မှအဲ့မှာစပြီးတော့အတင်းအသက်ဝင်တယ်ပေါ့เนาะအသက်ဝင်ပြီးတော့မှဒါပေမဲ့ဟိုနောက်ပိုင်းမလုပ်ဖြစ်သေးဘူးပေါ့အဲ့အဲ့ activity မလုပ်ဖြစ်သေးဘူးအခုမှ အဲဒီဥစ္စာလေးအသက်ဝင်လာပေါ့ထောင်နာတော့2023နဲ့ဆက်ထောင်ခဲ့တာဒါပေမဲ့အခုကတော့ကြုံကြိုက်ပြီးတော့တခါတည်းပဲအသင်းအနေနဲ့ပဲသွားလိုက်တော့မယ်ပေါ့ပို့ပြီးတော့စနစ်တကျလည်းဖြစ်စေချင်လို့ပါဟုတ်ကဲ့ပါအခုပြန်လေထူထောင်ရေးမှာလုံမဲ့ဥစ္စာတွေဟိုအဓိကထားပြီးလုံမဲ့လို့ကျွန်တော်ငကိုရက်အသင်းကိုကျွန်တော်ပြောတာပြောတော့ target ဒီကျွန်တော်လုံမဲ့ target အနေနဲ့ကတော့ဟိုဆိုလာပစ္စည်းတွေပါမယ်အဲပြီးတော့ကျွန်တော်တကယ်အဓိကလိုတဲ့ ambulance ကားတွေပေါ့နော်ဟိုမှာကျွန်တော်သတင်းချက်ချင်းသတင်းမေးလိုက်တဲ့အချိန်မှာ ိုဘယ်လိုမှမသိအလောင်းတွေအရင်များဘယ်တော့ဓာတ်ပေါ်တွေအရင်များအဲ့တော့အဲ့တော့တဲဖို့တော့ဟိုကားတချို့ပျက်စီးသွားတယ်ပြီးတော့ဆေးရုံဆေးကန်တွေအကုန်ပျက်စီးသွားတယ်ဖြစ်တဲ့ကြောင့်ကျွန်တော်ဒီကနေပြီးတော့ဟိုကားနှစီလည်းလှူမယ်ပေါ့ဒီကနေတခါလေးတဲသွားမယ်အပြုလက်ကားနှစီပြီးတော့ဆိုလာပစ္စည်းအဲပြီးတော့ဆေးအသုံးဆောင်ပစ္စည်းအရင်များရယ်ပေါ့နော်ကျွန်တော်အခုဒီမှာဆိုရင်ဆေးရုံကြီးတစ်ခုစားလောက်ရှိတယ်အဲ့တော့ UMD ဆေးကန်ကနေကိုကျွန်တော်ထောက်ပံ့ပေးတာပေါ့နော်အဲ့ဒါလည်းကျွန်တော်ကျေးဇူးတင်ပါတယ်လို့ဟိုကျွန်တော်လိုချင်တဲ့ဥစ္စာလေးကိုအများကြီးကျွန်တော်ယူလာပေးတဲ့အတွက် အဲ့ဒါတွေအဓိကကျွန်တော်ထောက်မှတ်ပြပါမယ်ရေနဲ့ဒီတခြားအသင့်စားအစားတောက်ကတော့အဲလိုတလောက်ပဲကျွန်တော်ယူပါမယ်လို့လုပ်ထားပါတယ်ဘာလို့ဆိုဒီစီအသုံးပစ္စည်းနဲ့ ambulance မာတွေကိုပဲကျွန်တော်တော်တော်ကြီးကိုဟိုအသုံးပြုလာဖြစ်တဲ့ကြောင့်မဟုတ်အဲဒီပြက်လက်ထူအောင်ဝေးမှာလိုအပ်မဲ့ဥစ္စာတွေကိုပဲအဓိကထားပြီးလူရမယ်ဆိုပြီးတော့ကျွန်တော်၄ရက်နေလောက်မှကျွန်တော်ခွာပြီးထွက်မယ်လို့လုပ်ထားပါတယ်မဟုတ်အဲဆိုလာနဲ့ဘက်ထရီတွဲရောက်ကိုအလုံး၁၅၀ ပြီးတော့ဒီ solar station နည်းနည်းကြီးရဲ့ web များတဲ့ဥစ္စာဆိုရင်အဲနှလုံးသုံးလုံးလောက်ကိုအဲတစ်လုံးဆိုရင်20သိန်း20သိန်းပဲလောက်ရှိပဲလေအဲ့ဒါဟုတ်ပါကျွန်တော်ကစုပြီးတော့တွားလိုက်တာပါတကယ်တမ်းအရေးပါတဲ့ဥစ္စာကိုကျွန်တော်စုလိုက်တာပါဟုတ်ပြီဟုတ်တယ်ပါအဲ့ဒါစီလည်းပါရဲ့ပါတယ်ဟုတ်တယ်ဘူအပ်ဖို့ဆိုတာဒီလမ်းစုပါလေးတော့ပေါ့နော်ဟုတ်တယ်မအခုကျွန်တော်ဆင်းချုပ်ကြည့်တာကတော့အဲတစ်ထောင်နီးပါးလောက်တော့ဖြစ်နေတဲ့တွေ့ရဒီညကတော့အဲမနေ့ပြန်၄ရက်နေသွားမယ်ဆိုရင်ဒီ၃ရက်နေညမှာတော့အသေးစားဆင်းချုပ်မှာပေါ့နော်ဟိုကိုလာလှူတဲ့လူတွေအများကြီးလဲဝမ်းသာအောင်လို့ ချင်းလေးတစ်ချက်ကျွန်တော်ပြဖို့လို့လုပ်ပါတယ်ဟုတ်လို့တော့ပဲဟုတ်မှာကျွန်တော်ကတော့ပထမဆုံးတင်းတရာပဲမာတီလိုက်တာတင်းတရာပဲမဲ့ဟိုကျွန်တော်မာတီရတာကိုအစမတန်တကယ်များပြားပြီးတော့လူတန်းပြတယ်ပေါ့နော်လူတန်းပြီးတော့အဓိကကတော့ထောက်ပံ့ပေးတဲ့ပစ္စည်းအဲ့မဟုတ်ဆေးပစ္စည်းဆိုတဲ့ဒါတကယ်မထင်သားတော့ ရာချီဟူလာပို့တာပေါ့နော်အဲအဲ့ဒါအားလည်းကျွန်တော်တို့တကယ်ကိုအတိုင်းပြီးဝန်သားပါတယ်လို့အဲကျွန်တော်တင်းပြာမတည်ပေမဲ့တင်းပြာမကအများကြီးလူတန်းပြီးတဲ့အတွက်လည်းကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်အဲ့အတွက်လည်းဟိုဘယ်လိုလဲဟိုအချိုးမရောအောင်လို့ကျွန်တော်တကယ်တရားလေးစီမံပြီးကျွန်တော်လုပ်နေပါတယ်အပြုလက်ကားနှစ်စီးဆိုလည်းကျွန်တော်တရားလေးဟိုတစ်စီးကဟိုဟိုအောက်ဆီဂျင်တို့ပါတယ်နောက်တစ်စီးကတော့ကျွန်တော်မထည့်ထားဘူးဆိုတာဟိုတကယ်တမ်းဟိုအရေးပေါ်လူလာခင်များများလေးဆန့်ပြီးအတင်းလို့ရအောင်လို့ speed နည်းနည်းကျေအောင်လို့လှုပ်ထားရတော့ကြောင့်ဟိုအကုန်လုံးစိတ်မပြတ်စေရပါဘူးလို့ကျွန်တော်ဒီချာလေးလှုပ်ထားပါတယ်လို့ကြည့်ပြောနေဟုတ် ဟုတ်မဟုတ်ဒီဒီခေါက်ကတော့တော်တော်အမှတ်မဲ့ရရပဲဟိုပဲကျွန်တော်ရှူတင်ရိုက်နေတော့မယ်အဲ့ရေပေါ်မှာရိုက်နေဆင်းပြရနဲ့ကိုပဲဆင်းပြောင်းရမယ်ရှင်ပါကျွန်တော်ဒါရလို့တွေပဲကျွန်တော်အကုန်နစ်ပြီးတော့အဲ့အိုက်တင်တွေရောမှုတွေအကုန်အောက်ပါဘာဖြစ်လို့ဆိုတော့ဟုတ်တော့ချက်ဟိုဟာမက်ဆေ့ချ်ညာနေပြီးတော့ဝင်လာပြီဘာလို့လဲဆိုတော့ဘသူကတော့ဘယ်မှာပါသွားရေဘသူကဘယ်မှာကျွန်တော်ပေးရလူတွေပဲတော်တော်များများဟိုကျွန်တော်ကလေရုံးကလေဒီပြောင်မှာရှိတော့ရုံးကိုစိတ်ပူနေတာတကြောင်ကျွန်တော်ရုံးလည်းနည်းနည်းထိခိုက်သွားတယ်ပေါ့နော်ဟိုအဲ့မှာစိတ်ပူနေတာတကြောင်ပြီးတော့ကိုတငယ်ချင်းရဲ့အမျိုးတွေရတယ်ပါသွားပြီးတော့ချက်ချင်း ူတို့ကသိလာဘာဖြစ်လို့ဆိုတော့ဟိုဒီနေရာအကုန်ပြိုကျပျက်စီးသွားတဲ့နေရာကိုသူတို့တွားကြည့်လိုက်တဲ့ချိန်မှာကိုလူတွေရှိနေတယ်ဆိုတော့အဲ့မှာစိတ်တွေပါအကုန်လုံးမမှုရောအောက်ပေါ်အဲ့လိုဖြစ်သွားတာချက်ချင်းသိရပါဟိုတငယ်ချင်းရဲ့အမျိုးတွေပါမယ်အဲပြီးတော့တငယ်ချင်းရဲ့တငယ်ချင်းအမျိုးတွေရောထပ်ပါတယ်ပေါ့နော်အဓိကတော့အဲတငယ်ချင်းအမျိုးတွေပါသွားတာကိုတို့ပို့ဆိုတာပေါ့ဟုတ်ဟုတ်ဟုတ်ဟိုဟာဗလဲကျွန်တော်တို့ဒီဒီဒီဘက်လူတွေအတိတွေပါပဲဒီဘက်အတိတွေတွေကဟိုသမီးလေးနှစ်ယောက်ဟို ဟိုဒီထဲမှာပိတ်မိပေါ့ sky villa ပဲပေါ့အဓိကဒီအရင်ဆုံးတက်လာတဲ့ post ကတော့ sky villa ဆိုတော့အဲ့မှာပိတ်မိသွားတဲ့သမီးလေးနှစ်ယောက်အမေတစ်ယောက်ပါသွားတယ်ဆိုရယ် post ပေါ့နော်ဟိုကျွန်တော်သမီးလေးဒီဟိုအလောင်းထိုးပေးပါတော့ဆိုရယ်ဥစ္စာမှာချက်ချင်းသူကအဲတတိယလက်လျှော့လိုက်ပြီးတော့မှဟိုအလောင်းလို့တော့ချက်ချင်းတတ်မှတ်လိုက်တဲ့ဥစ္စာကတော့တော်တော်ထိခိုက်ပါတယ်ဘာလို့ဆိုတော့ မျောလေးချက်လုံးဝမရှိခဏလေးတွင်းမှာပဲမျောလေးချက်မရှိတော့ဘူးဆိုပြီးပုံစံနဲ့ကို post တင်လိုက်လဲဆိုတော့အဲ့ post မမြင်မိချင်းကိုအခြေအနေကမကောင်းတော့လူရစားဒီဒီနေ့အထိပါအဲ့နေရာစားဒီနေ့အထိကိုတက်လာတဲ့ post တွေကလည်းအခြေအနေကမကောင်းအဲ့ပြီးတော့မှအဲ့ဥစားအခုပြန်အသက်ရှင်လွတ်မြောက်သွားပြီးတော့ဟိုဆိုအဲ့အဲ့မှာပါအတိုင်းမတူဘူးဟန်တာဆိုတော့အဝေးရလူဖြစ်နေပြီမဲ့လေတတ်ဆက်တဲ့သွားပြီးတော့အစိတ်ကခံစားချက်ကတော့တူနေရဆိုတော့ကျွန်တော်တို့တော်တော်ခံစားရပါတယ်လို့ဟိုအခုလဲပြင်ပြင်သွားရင်လည်း ဒါတွေကအကျုံအောင်ပါပါဟုတ်ဒီဟုတ်ဒီချင်းဒီပါပဲဟုတ်အဝေးအဝေးရောက်နေပြီကျွန်တော်ရန်ကုန်မန္တလေးစကိုင်းရန်ကုန်အဲ့လိုအဝေးတနေရာတွေဖြစ်နေပြီမဲ့ဖြစ်ဖြစ်ချင်းတွေရစာပြီးတော့ကျွန်တော်ထပ်တူခန်းစားရပါတယ်လို့ထပ်တူခန်းစားရလို့လဲရန်ကုန်မှာရှိတဲ့ကုမဲလူအကုန်လုံးအောင်ချက်ချင်းပြင်ဆင်ပြီးတော့ဆင့်ကူကြတာပေါ့နော်အဲ့တော့ကြောင့်အရာအားလုံးအားတင်းတာပါအဲ့လိုဟိုဘယ်လိုမဲ့အားအားရှိအောင်အများကြီးစကားကြီးပြောဖို့တော့ကျွန်တော်ကိုယ်တိုင်ခန်းစားနေရတဲ့အတွက်ဟိုအများကြီးတော့မပြောတတ်တော့ဘူးပေါ့နော်အဓိကတော့အားတင်းဖို့ ျွန်တော်ကိုယ်တိုင်လာကူဖို့ရှိနေပါတယ်ကျွန်တော်ရဲ့အနောက်မှာလည်းအဖွဲ့ပေါင်းများစွာလည်းကူဖို့ plan နေပါတယ်ထပ်ပြီးတော့လည်းဟိုထပ်ပြီးထပ်ပြီးတော့လည်းအကုန်လုံးဟိုပြန်လည်ထူထောင်ရေးတွေမှာပါဝင်ဖို့ရှိပါတယ်ကျွန်တော်တစ်ခါတည်းနဲ့ကျွန်တော်တို့လာမလုပ်ပါဘူးလို့ဟိုတောက်လျှောက်ဘယ်လောက်ထိအဆင်ပြေသွားနိုင်လောက်တဲ့အထိကိုကျွန်တော်ကူညီကယ်ဆယ်ဖို့အကုန်လုံးရှိနေပါတယ်လို့ကျွန်တော်ဒီနေ့အားပေးချင်ပါတယ်ကျေးဇူးပါ